ားလုံးပဲမင်္ဂလာပါဗီဒီယိုရဲ့မှာကြိုးစို့ပါတယ်ကျွန်တော်မနှောပြီးခြင်းပါဆရာလုံငန်းနဲ့မလေးပေးရင်လို့လုံငန်းကလက်ဖက်ရင်းနဲ့မြန်မာထမင်းဆွဲသွင်းတိုင်းလေးဖွင့်နေတာပါကျွန်တော်မွေးခုနှစ်က24ရက်12လ2006ခုနှစ်ဖွားဖြစ်ပါတယ်တနင်္ဂနွေနေ့ဖွားတနင်္ဂနွေသားပါဖွင့်ပါကကျွန်တော်ရဲ့အိမ်နောက်တောင်ရဲ့ဒီသွားဖွင့်ရမှာဆရာအဲ့ဒါကောင်းရင်လားကြည့်ပေးပါဦး ပြီးတော့ယေရှုမြတ်နာနဲ့ပတ်သက်ပြီးဆရာနည်းနည်းပါးပါးပြောပြပါအောင်ဆိုပြီးမေးမြန်းပါအဲဒီကောင်းလေးရဲ့မွေးကွန်းနှစ်ကိုတွက်ကြည့်လိုက်တော့မဟာဘုသုံးကျွင်းတနုငနေသာ ဖြစ်ပါတယ်အဲဒါကြောင့်ကောင်းပါတယ်ဘာလို့မကောင်းရမှာလဲယေရှုမြတ်နာနဲ့ပတ်သက်ပြီးတော့ဘေးဒင်ပညာရ ပြောရမှာလားစီဝါယေရှုတော်ကပြောရမှာလားဆိုပြီးမေးမြန်းလိုက်တော့ဘေးဒင်ပညာရပဲပြောပါဆရာ ဟုတ်ပြီရှေးရရှိမျက်နှာနဲ့ပတ်သက်ပြီးဘေးရင်ပညာအရပြောရရင်ဒီလေးကဒွန်းငွေသားဆိုတော့ဒွန်းငွေတောင်ဖြစ်တဲ့ရှစ်တောင်တောင်ကရှင်းမြောက်တောင်ကဘေးဝါရရက်ခေါ်တယ်ကိုမွေးနဲ့ရက်မှလည်းကောင်းတယ်သူသဖြင့်တပည့်တမန်အနေနဲ့လောရတဲ့လုပ်ငန်းတွေဆိုရင်ပို့ပြီးကောင်းတယ်ဥပမာ စာသင်ဝိုင်းလို့ပေါ့ဒွန်းငွေသားဆိုတော့ဒီနေ့လာတောင်ဖြစ်တယ်ရှေးတောင်ကအာယုရက်ခေါ်တယ် ုဝင်းနိုင်ငံတွေတွက်ရင်နှစ်ခွင်မြောက်ရက်ပေါ့အဲ့ဒီရက်မှာလည်းကောင်းတယ်အထူးသဖြင့်ကုသတဲ့စေဝါနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဆိုရင်ထူအောင်မြင်စေတယ်တနင်္ဂနွေသားဆိုတော့အင်္ဂါတန်းဖြစ်တယ်ရှစ်တောင်တောင်းကနာခရရက်ခေါ်တယ်ကုမွေးနိုင်ငံတွေတုံးခွင်မြောက်ရက်ပေါ့အဲ့ဒီရက်မှာလည်းကောင်းတယ် သူကတော့ခီးသွားလာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုဆောင်မှုတွေနိုင်ငံရဲ့ခြားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေခြားရဲ့ဒေတာနဲ့ဆက်သွယ်ပြီးလောရတဲ့လုပ်ငန်းတွေဆိုရင်ပိုးပြီးကောင်းတယ်တနင်္ဂနွေသားဆိုတော့ဘူရူရောင်းဖြစ်တယ်တောင်တောင်းကဘုံပီရဲ့လို့ခေါ်တယ်ကိုမွေးနိုင်ငံတွေတွေ့ရင်လေးခွင့်မြောက်ရဲ့ပေါ့အဲ့ဒီရဲ့မှာတော့တော်တော်များများကရှောင်ကြလိရှိတယ်မကောင်းမှုနှိမ့်ထရရဖြစ်တယ်လို့သတ်မှတ်ထားကြတယ် ငါယူဆရပြောရရင်လုပ်ငန်းတိုင်းတော့ရှောင်တရားမလို့ပါဘူးအနေထားလုပ်ငန်းတွေလုပ်လို့ရတယ်ဥပမာအသားငါရောင်းချတာတို့စိုက်ပျိုးရေးစီးဆိုင်တို့ဖက်နှက်ဆိုင်တို့ဒါမျိုးတွေဆိုရင်လုပ်လို့ရတယ်ဒုနငနေသားဆိုတော့စနေတောင်ဖြစ်တဲ့နောက်တောင်တောင်ကဂါပတိရက်ခေါ်တယ်ကုမွေးနိုင်ငံတွေတွေ့ရင်ငါခွင့်မြောက်ရက်ပေါ့အဲ့ဒီရက်မှလည်းကောင်းတယ်အထူးသဖြင့် ွေတဲ့ငွေတွေရတနာပစ္စည်းတွေရောင်းချရင်ပိုးပြီးအောင်မြင်စေတယ်။ဒီလေးလုံးမဲ့လက်ဖက်ရည်မြန်မာတမဲဆိုင်လေမစိုးပါဘူး။ပိုးပြီးတည်ကြတာကာဟပရိယဖြစ်တဲ့စနေကျော်ဟာမင်းမဟာဘုံမှာအဓိပတိဌာနမှာရက်တည်နေတယ်။အဲ့ဒီကောင်းလေးကဩမဟာဘုံမှာလဲကြည်ရသေးရလားဆရာ ကြည်ရတာပေါ့ ဥပမာမင်းကတနင်္ဂနွေဖြစ်တဲ့အတွက်တီးအရကမြောက်ရဲ့တောက်ကြတောင်ဖြစ်တယ်။ဒါပေမဲ့မင်းမာဘူးတုံးကျွေးမှာတောက်ကြချူကမယန္တာဌာနမှာရည်တည်နေတယ်။တီးအရကကိုယ့်အတွက်ကောင်းတယ်ဆိုပေမဲ့မာဘုံမှာမယန္တာဌာနမှာရှိနေတဲ့အတွက်လုံးဝကြိုးပေးမယ်လို့တော့ပြောလို့မရနိုင်တော့ဘူး။ကျအဲ့ဒါဆိုကျွန်တော်လက်ဖက်ဤတိုင်းနဲ့ကျွန်တော်ထမဲတိုင်းလေးအတွက် နမီလေးရွေးချယ်ပေးပါဦးဆိုပြီးမထပ်ပြီးမေးမြန်းပါကျွန်တော်ကမင်းကလုံမစားတော့မလားမစားသေးဘူးဆရာအေးစေးစေးတွေ့လို့ရပါတယ်သူကအေးမကြည့်ဘူးဆိုတာနဲ့ကျွန်တော်လဲတပတ်လောက်နေမှသူ့လုံငန်းအတွက်တွင်းငွေအစတွင်းငွေဆိုနမီများရွေးချယ်ပေးလိုက်ပါတယ်ဘာကြောင့်တွင်းငွေအစတွင်းငွေဆိုနမီများရွေးချယ်ပေးတာလဲဆိုတော့ သူကိုယ်တိုင်ကမဟာဘုတ်သုံးကျင်ရာသာဝါဖြစ်တယ်။သူ့လုပ်ငန်းကအဟာရနဲ့ပတ်သက်တဲ့လုပ်ငန်းဖြစ်တယ်။အဲဒီဂျွန်းငွေတွေကျွတ်ကတိရတဲ့အတွက်ရွေးချယ်ပေးလိုက်ခြင်းဖြစ်ပါတယ်။အားလုံးမမေ့သေးများရှင်လဲချမ်းမြေ့ရပါတယ်ခင်ဗျာ။